နော်အဲ့တော့ဒီနေ့ကတော့ကျွန်တော်တို့အောက်တိုဘာလ9ရက်နေ့နော်ကျွန်တော်တို့ဇာတာရီနေ့နိုင်ငံဝဲစင်နေရှိမယ်နော်အဲ့တော့ကဘာပလာရှိစုဝဲစင်နေရှိမယ်အဲ့တော့ရှိရက်ဒီကတော့ပွဲလဲမရှိရရင်ရှိရက်ပွဲတွေကလည်းတိတ်မကောင်းနိုင်နော်အဲ့တော့ကျွန်တော်တက်မလာပြတာနော်အဲ့တော့ဒီကြားလေးကတော့ကျွန်တော်လေခဏလောက်နားထူလိုက်တော့နော်အဲ့တော့ page ကလည်း YouTube ကျွန်တော် YouTube channel account လေးကလည်းပြတ်သွားဆိုတော့လူကနေလို့ထိုင်လို့တိတ်မကောင်းနော်အဲ့တော့အာ ဲ့တော့ကျွန်တော်ဒီအဲဒီ channel တည်းလေးကပဲ server မယ် account ကကျွန်တော် email ပါပို့ပြီးပြန်လျှောက်ကြည့်လေးမရတော့ account လောဖျက်ချခံရရနော်အဲ့တော့ကျွန်တော်ဒီ account ဒီ youtube channel တင်းမှာပဲ server ပါနော်အဲ့တော့အစင်ရင်း like subscribe share တွေနဲ့ကူညီပေးကြအောင်တောင်းဆိုချင်ပါတယ်နော်အဲ့တော့ကျွန်တော်ပထမဆုံးလိုကကျွန်တော်စပြောလိုက်နော်အဲ့တော့လိုရင်းလို့ရှင်မဲသွားလိုက်မယ်ကြိုက်တွေမှာကြိုက်တွေညီကိုဆိုယူပါကြိုက်တွေညီကိုရရလဲကြော်ပါပေါ့နော်အဲ့တော့ကျွန်တော်ကတော့ကျွန်တော်အမြင် အဲကျွန်တော်ရတောင်းတချက်ပေါ့เนาะမားလည်းရှိကောင်းရှိမဲမှန်တာလည်းရှိလိမ့်မယ်เนาะအဲ့တော့ပရမလုံးဘက်ကျွန်တော်ဖင်လန်နဲ့လီတိုရီးနီးယားအဲ့တော့ဖင်လန်နဲ့ဒလုံးစွာနဲ့20လောက်နဲ့နာမယ်နှလုံးစွာနဲ့ကျွန်တော်80လောက်နဲ့နာမယ်ဆွဲစည်းရမျိုးပြီးတာနဲ့အဲ့တော့ဒီလိုစည်းရမျိုးတွေကကျွန်တော်ဒါ111စည်းချက်မပူတဲ့စည်းရမျိုးတွေပေါ့နော်အဲ့တော့ဖင်လန်နဲ့ဒီနေ့လီတိုရီးနီးယားဒလုံးစွာနဲ့20လောက်နဲ့နာမယ်ဆိုတဲ့စည်းရံက ဟို fail ဖြစ်တဲ့စီးနှန်းလာဆိုရင်ကျွန်တော် Finland ကဖီဘာ ranking 87 Norway Lithuania 145ဆိုလက်တင်ကြားရဲ့ကတ်ကတော့ quarter တော့ quarter အဲ့တော့နှလုံးဆောင်20လောင်းနင့်တာမေက Finland နဲ့ကျွန်တော်နေနိုင်မယ်ဆိုရင်လိုအပ်ချက်တရားဝန်2ခုပြတ်နိုင်မယ်ဆိုရင်လိုအပ်ချက်ရှိနေသေးတယ်လို့ယူဆတယ်အဲ့တော့ဒီနေ့ပွဲစီမှာကျွန်တော်တို့ Lithuania ဘက်ကနေနေပြီးကိုပေါင်းစီနှလုံးဆောင်90လောင်းနင့်တာပဲအဲ့တော့ဒီစီးနှန်းမျိုးမှာကျွန်တော်နေတယ် ိုးအနေဥပချေခြင်းတော့အဲ့တော့ဖင်လန်မနိုင်ပြအောင်ပေါ့နိုင်ကောင်းနိုင်ပါနိုင်တို့ယူနှစ်ဖို့ပြတ်ဖို့ခတ်မယ်ထင်တယ်တို့ဟိုကံမကောင်းတဲ့ဤတော့ကြာသွားနိုင်တယ်လို့ယူဆတယ်ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီရီနီယာဘက်နေခြင်းနဲ့ပြီးရင်ကိုးအနေဥချိုက်တယ်နော်ပြီးနောက်တော့ကျွန်တော်ဩစတြေးလျနဲ့ဆန်မာရီနော်အဲ့တော့ငါးလုံးဆိုရတယ်အပြင်းနေတာမဲ့၆လုံးဆိုရတယ်တည်ရအဲ့တော့ဒီလိုဈေးနှုန်းမျိုးတွေကတော့ကျွန်တော်ဇုံပြီးပေါ့ကိုခတ်ပါတယ်နော်အဲ့တော့ အอสတြေးလျနေနဲ့ဆမ်မာရီကိုပေးထားတဲ့ဇီဒန်ဖဲဖြစ်လာဆိုတော့ဒီလောက်တော့ပေးရမှာပါဒါဆမ်မာရီနိုဒီကျွန်တော်ပေါ်စနေရီယာတို့ပါလို့တော့စစ်စည်းနဲ့ရှုံလာတာရှေ့မှာလေကျွန်တော်အอสတြေးလျကိုအင်ကွင်းနဲ့4စည်းနဲ့ရှုံတယ်အဲ့တော့ဒီအอสတြေးလျမြေမှာကံအမကိုငါလုံးဆိုတာနေကျွန်တော်အပြင်းနေတာပဲဆိုပြီးပုံစံမျိုးပါအอสတြေးလျပြတ်တော့ပြတ်နိုင်ပါတို့ပေမဲ့အอสတြေးလျကံအမမလားလို့မဖြစ်မနေအอสတြေးလျအနေနဲ့အဲ့လို6ခုပြတ်9ခုပြတ်ကြီးကံမှဖြစ်မှာလားဆိုတော့ဟုတ်ပြန်တော့ဟို ဟိုပြောစရာတော့ရှိရပါဘူးနော်ဘော်စတင်းရဲ့အော်စတြေးလျကာတာသူတို့အောက်ဆုံးမှာ7နံပါတ်7နံပါတ်မှတ်တူနေတယ်အော်ဂိုဒီဖန်ကသူတို့ယူမိုင်းရမယ်ဆိုပေမဲ့အော်စတြေးလျအဲ့လောက်မလို့ပါเนาะအဲ့တော့အလုံးစုံကျွန်တော်တောင်းခု၄ခုပေါ့အဲ့တော့ကျွန်တော်တို့ဒီစီထဲမှာ5ဘောက်တကြောင်ပဲကြိုက်တယ်เนาะအဲ့တော့အော်စတြေးလျ6ခုပြတ်သွားသည့်တိုင်အောင်9ခုတော့မပြတ်ဘူးထင်တာပဲเนาะအဲ့တော့ကျွန်တော်တို့5ဘောက်ကြိုက်တယ်ဘော်ရီကတော့ကျွန်တော်ရှောင်နေတယ်ရေးများတယ်เนาะအဲ့တော့အော်စတြေးလျဘောက်ကျွန်တော်9ခုနဲ့ကြောင်ပဲကြိုက်ပြီးရင်ဘယ်လာရုနဲ့ဒိမ်မတ် တော့နှလုံးဆောင်နဲ့ပြင်းနေတာမယ်သုံးလုံးဆောင်နဲ့နှလုံးဆောင်နဲ့ sorry တဝက်လောက်နေတာမယ်သုံးလုံးဆောင်နဲ့30လောက်ရမယ်ဆိုရေးဈေးတိုင်းမျိုးအဲ့တော့ဂိုးပေါင်းဈေးနဲ့ဘော်ဒီဈေးက balance မဖြစ်ဘူးအဲ့ဒါအောင်မှကျွန်တော်နှလုံးဆောင်နဲ့တဝက်လောက်နေတာမယ်ကဒိမ့်မသေးကြပေါင်းနှစ်ကိုရမှာအဲ့ဒါအောင်မှသုံးလုံးဆောင်နဲ့တဝက်လောက်နေတာမယ်ဆိုရေးကိုပေါင်းစီကဘော်ဒီစီနဲ့ပြန်ချင်းကြည့်မယ်ဆိုရင်တော့ဒါဒိမတ်တသိန်းနဲ့ပဲကိုရမှာအထူးသဖြင့်ဒါဘယ်လာရုစီဒီနေ့မှာအိမ်ငွင်းဖြစ်နေဒါအောင်မှဘယ်လာရုကိုမရအောင်ဆိုတဲ့ပုံစံမျိုးဖွင့်ထားခြင်းအပြင် ဒီဒိမဘဒိမဘကအတွင်းကိုပဲကျွန်တော်တို့တရားပေါက်ကြည့်ရမယ်အဲ့တော့ဒီနေ့ကံမှာကကျွန်တော်တို့ဟန်ဂရီဟန်ဂရီလားမသိဟန်ဂရီမှာကံမှာเนาะအဲ့တော့ဒီနေ့သိတွေ့ဆုံမှုကကျွန်တော်တို့ထူးကြမရှိအဲ့တော့ဘယ်လာရီရဲ့ခြေလမ်းကတော့ကွာပါတယ်ဒိမဘနဲ့ရှင်းနေပြီဘယ်လာရီဒီကျွန်တော်ရှေ့မှာဂရီဆိုစကော့ဂန်လို့တော့ကိုပြက်ရှုံထားတာဆိုတော့အဒိမဘနေဒီနေ့ပြတ်မှာเนาะအဲ့တော့ကျွန်တော်ဒီနေ့ဒိမဘပွဲစဉ်မှာတော့ကျွန်တော်ဒိမဘကြိုက်တယ်ပြီးရင်ကိုုံများရည်ယူချက်ခြင်းနေเนาะအဲ့တော့ဒိမဘနောက်ဘွားအနေဆုံးပြတ်ပါတယ်သုံးဖို့လည်းပြတ်နိုင်ပါတယ်เนาะ တော့ကျွန်တော်ထိမ့်မဲ့ရေကိုပေါ်အောင်ခြိုက်တယ်။ဒီ cyber နဲ့ bosnia တော့ cyber နဲ့ bosnia မှာ bosnia တလုံးစွာနဲ့ပြည်ရမယ်နှလုံးစွာနဲ့ပြည်ရမယ်ဆိုရင်းရမပြည်ရဘူး။အဲ့တော့ဒီနေ့တင်းတွေးဆမှုတွေကကျွန်တော်ရှိရဲ့ဒီနေ့တင်းတွေးဆမှုတွေကြည့်မယ်ဆိုရင်တော့ဒါ bosnia တော့အတားရတာများတယ်။အဲ့တော့ကိုရီးယားတော့ပြန်လည်နေတွင်ထားကြတယ်။အဲ့တော့ bosnia နဲ့လက်ရှိမှာ ဆက်နံပါတ်ဩစတြေးလျနဲ့ဆက်နံပါတ်အမှတ်တူနေပေါ့နော်ဒါအစင်းတရားလို့ပါတာဒါရဲ့ qualifying ဖြစ်မှာကြာကျန်တဲ့သူတွေကဒါ qualification ဆော့အောင်မယ်ဆိုတော့ဒါဒီတင်းနေရာအတွက်လူအောင်ပါအဲ့တော့ဘောစင်းရည်ဒီလိုရေးကြီးတဲ့ချိန်မှာ site ပြောတလုံးဆော့နေအပြည့်ရမယ်ဆိုတဲ့စီရင်ဖဲဖြစ်လာဆိုတော့ကျွန်တော်တို့လိုအပ်ချက်ရှိရလို့မြင်နေ site တွေ130ကျော်အသင်းဘောစင်းရည်က93ဝအသင်းနော်အဲ့တော့ကျွန်တော်ရှေ့မှာဟို finance ပွဲစဉ်လို့ပဲ fever ranking ကအရင်ကကအရင်မကွာဘူးအဲ့တော့ အာဘောစင်းရခင်နိုင်မယ်ဆိုရင်တလုံးဆိုရင်တဝက်လောက်ရမယ်ဆိုရင်စီရင်မျိုးဆိုရင်တော့ကျွန်တော်ဘောစင်းရကြိုက်တယ်။နောက်အဲ့တော့ကျွန်တော်အခုပြောနေရမှာပိုင်းဖြစ်တဲ့အတွက်ညနေစီရတဲ့ဆက်ဆောင်ကြီးညနေလောက်ရောက်တဲ့အခါမှာတလုံးဆိုရင်ကျွန်တော်တဝက်လောက်ရမယ်တဝက်လောက်ရမယ်ဒါမှမဟုတ်40လောက်ရမယ်ဒီပုံစံမျိုးဆိုရင်တော့ကျွန်တော်ဘောစင်းရကြိုက်တယ်60လောက်ဆိုရင်တော့ကျွန်တော်ဘောစင်းရကြိုက်တယ် เนาะအဲ့တော့အဲ့လိုမဟုတ်ဘဲနဲ့တလုံးစွာနဲ့80 90 level အပြည့်ရုပ်ဒီပုံစံမျိုးဆိုရင်တော့ကျွန်တော် cyber bug ကပဲနေခြင်းတယ်เนาะအဲ့တော့ go bone နှလုံးစွာနဲ့80လောက်နေတာမှာဆွဲစည်းတယ်မြန်မာကျွန်တော် go bone နဲ့ပဲကြိုက်တယ်เนาะအဲ့တော့ go bone ရေ body ကတော့ညနေစီကိုတစ်ချက်ဆောက်ကြည့်ပြီးဆော့เนาะအဲ့တော့ကျွန်တော်ရဲ့ဒီအစီအစဉ်ဒီကအကူအညီပံ့ပိုးပေးရတော့ဖောက်ဝင်ပြပါပါဖောက်ဝင်ရော brother ဘောလုံးမွေးကောင်းခွင့်စိတ်ချရင်ဆော်စားလို့ရပါတယ်။ဒေးစိတ်ချက်လောက်ကိုတော့ကျွန်တော် comment မှာဆက်သွယ်ဖုန်းနံပါတ်နဲ့ link နဲ့ချပေးထားလိမ့်မယ်။အဲ့မှာတော့ဆက်သွယ်ပြီးမြန်နိုင်ပါတယ်။ဟုတ်အဲ့တော့ Telegram free channel လေး join တော့ကျွန်တော် Telegram free channel ကိုဒီဗီဒီယိုပုံမှန်မှာကျွန်တော် link နေချပေးထားလိမ့်မယ်เนาะအဲ့တော့ subscribe လောက်ဒီဘာသာရှိနေ subscribe လုပ်ပြီးသားကြအောင်မမေ့ပါနဲ့เนาะပြီးတော့ chess နဲ့ creator အဲ့တော့ chess နဲ့ creator ကိုတည်ဆွားရ30လောက်နေရမယ်နှလုံးစားနေ80လောက်နေနိုင်မယ်ဆိုပြီးဈေးထဲမြူပေးထားတယ်အဲ့တော့ဒီနေ့တေးမှာဒီဘောပေါင်းစည်းကကျွန်တော်တို့အနေငယ်လေးထူးဆန်းနေလို့ပြောလို့ရမယ်။အဲ့တော့ chess နဲ့ creator ကျွန်တော်တွေးဆမှုနဲ့ကြီးမယ်ဆိုရင်နောက်ဆုံးတွေးဆမှု၅ချိန်တော့မပိုသင့်သူဆို yes ဖြစ်ထားတယ်။ เนาะအဲ့တော့ဒါကိုနှလုံးစွာနဲ့80လောက်နေတာမြေကတဘာဝတော့မချအောင်အဲ့တော့ကိုပေါင်းသိတဲ့ပုံစံကြီးတော့ပြန်ချင်ကြည့်မယ်ဆိုရင်ဒေစီပုံစံမျိုးမှမှာဒါနှလုံးစွာနဲ့80လောက်နေတာမြေကဘိုးသိန်းသူစကို yes ဖြစ်ဖို့တော့များတယ်အဲ့တော့ဒီလိုကိုပေါင်းသိရည်ဒီကျွန်တော်တို့အနေနဲ့များတယ်เนาะအဲ့တော့နောက်တင်လက်ရှိ current ခြေစွမ်းရကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်လည်းဒါရဲ့ချက်ရဲ့ကစားပုံတွေကတော့မဆိုးဘူးလို့ကျွန်တော်တို့ပြောလို့ရတယ် အဲ့တော့ရှေ့မှာဒီနေ့တွေးဆမှုကြီးရဲ့အခါမှာတော့ creature 51နဲ့နိုင်တာအဲ့တော့ chess နဲ့ဒီနေ့မှာထပ်ပြီးတော့ရှုံးနှိမ့်ခံတော့မယ်လို့တော့မကြောမထင်ဘူးအဲ့တော့ fiber ranking ရကြည့်မယ်ဆိုရင်တော့အဆင့်30လောက်ပြတ်တယ်နော်အဲ့တော့ဒါအောင်မ creation အနေနဲ့30လောက်ပဲကောင်းထွက်နိုင်တာဆို creation နိုင်ဖို့ခက်လိမ့်မယ်အဲ့တော့ဝဝန်ဟို chess တကူရလိမ့်မယ် creation လည်းကြီးပြီးသားဆို creation လည်းကိုရလိမ့်မယ်ဝဝန်တော့စကြည့်ရအောင်နော်အဲ့တော့ကျွန်တော်ခုနကပြောလို့ပဲဒီလိုကိုပေါင်းစည်းတွေကအနေများတယ်ဆိုပေမဲ့ကျွန်တော်တော့ အနည်းဆုံး၃ခုရောက်မယ်ထင်တယ်ဝမ်ဝမ်မှိုင်မရက်ဝါဘူးလို့ယူဆရတယ်ဒီနှစ်သင်းချေစွမ်းရအဲ့တော့ကျွန်တော်တို့ဒီဘက်ကိုနည်းနည်း race ယူပြီးတော့ကျွန်တော်ဘိုးဘော်ကြည့်ခြင်းနဲ့เนาะအဲ့တော့၉ဦးများကြိုက်တယ်ဘော်ရီရတယ်ကျွန်တော်ရှောင်ခြင်းနဲ့เนาะအဲ့တော့၉ဘော်လည်းရှောင်နေယူခြင်းနဲ့ဒီကျွန်တော်ဖာရိုဂျွန်စီနဲ့မွန်တီနီရိုအဲ့တော့မွန်တီနီရိုကတေးဆွမ်းနဲ့80လောက်နေတာပဲနှလုံးဆွမ်း30လောက်နေတာပဲဆိုပြီးဈေးနဲ့မြုပ်ပေးထားတယ်เนาะအဲ့တော့အဲဒီလိုဈေးအသေးဆွမ်း80လောက်နေတာပဲနှလုံးဆွမ်းနဲ့တည်ရေနှလုံးဆွမ်းကျွန်တော်20 30ဒီလိုဈေးနဲ့မြုပ်ပေးစီဒါကျွန်တော် ဝမ်းစီးတွေကြီးပဲများတယ်အဲ့တော့ဒီနေ့တင်းကျော်တို့တေဘေရကြည့်မယ်ဆိုရင်နှစ်သင်းလုံးက6မ6မအမှတ်လို့နဲ့နှစ်သင်းလုံးကန်လိမ့်မယ်เนาะအဲ့တော့အာဖာရိုအိုက်ဆန်ရဲ့အင်ဂွင်းကတော့ကျွန်တော်မစိုးလို့ပြောလိုက်ရကစားပုံဝေးခွင့်နဲ့ဆိုင်အဲ့တော့မိုနီနီကိုကတော့ကျွန်တော်ရှေ့မှာတောက်လျှောက်ချက်ကိုရှုံးနေခရီးရှောက်ရှုံးနေဆိုတော့သူအနေနဲ့အမှတ်လို့အချက်ကတော့ရှိနေတယ်เนาะအဲ့တော့မိုနီနီကိုလည်းဒီချိန် ဒီ Faroe Island ရှင်အမှတ်မြန်သူ့အနေနဲ့ရကြရတင်တာမရှိတော့အဲ့တော့ပရမချိုကန်လုံကတော့ဒါမွန်နီနီလိုကပဲဒါအသာရရှိရဲကစားဖို့က Faroe Island နဲ့ဘာမှထွေလူတိတ်မလုပ်ပြနိုင်ဘူးအဲ့တော့မွန်နီနီကိုဒီနေ့ပေးထားတဲ့ဈေးတန်းက fair ဖြစ်တယ်လို့ဆိုလို့ရပြီကျွန်တော်တို့ဒီအတင်းရဲ့ခြေစွမ်းကိုအရင်မယုံကြည်ရဘူးအဲ့တော့ go out တကြောင်းနဲ့ဆော့ရတော့ပုံပြီးဆေးဖြစ်တယ်1 0 0လုံးဆုံး1 1ဒီလောက်ပဲသွားမယ်လို့ယူဆတယ်အဲ့တော့ကျွန်တော်ကိုယ့်အောက်လက်ချောင်းပဲခြိုက်တယ် body ကတော့ကျွန်တော်ရှောင်ခြင်းတယ်ဟုတ်အဲ့တော့ဟို body ကခြေကတော့ fake ဖြစ်တယ်ဆိုရင် Montenegro ရဲ့ခြေဆောင်လာကြီးကျွန်တော်ရောင်ကြည်ဖို့ခတ်တယ်နော်ပြီးနောက်တစ်ခုက motor နဲ့ netherland အဲ့တော့ motor နဲ့ netherland မှာ netherland ညီ၃လုံးဆိုရင်30လောက်နဲ့လာပဲ၄လုံးဆိုရင်တစ်ခွဲလောက်ရအောင်တော့ပထမကြောမှာ netherland ဒီ a0 နဲ့လာမသိဘူးနိုင်တယ်အဲ့ဒီက7စီလာမသိကျွန်တော်မမှတ်မိတော့ထားလိုက်ပါဦးနော်အဲ့တော့ ကိုအဲ့ဒါကိုဒီနေ့တုံးလို့ဆိုရင်30လောက်နေတာမရတော့မကြောက်เนาะအဲ့တော့ motor အိမ်ဝင်းမှာဒီနေ့တစ်ခုလုံးပြအောင်ပါပါအဲ့တော့ motor အိမ်ဝင်းကလည်းမဆိုးဆိုရင်နေထားမှာရှိရဲအဲ့တော့ကျွန်တော်ဒီနေ့မှာအောက်ဆုံးကြိုက်တယ်เนาะအဲ့တော့ motor ရေကိုရောကြိုက်တယ်နေသားလည်းနေပရမကျောင်းမှာ AC နဲ့နိုင်ထားတယ်ဒီနေ့မှာပြေးထားတာ၄လုံးဆိုရင်ကျွန်တော်တို့အပြည့်တော့ရမယ်ဆိုရဲ၄လုံးဆိုရင်ကျွန်တော်တို့အပေါ်ဆုံးဝင်မယ်ဆိုရဲဟိုကတဘာဝမကြောက်เนาะအဲ့တော့ကျွန်တော် အောက်ဆုံးကြိုက်တယ်မော်တာရဲ့ကိုအောက်ကြိုက်နော်ပြီးစကော့တလန်နဲ့ဂရီအဲ့တော့စကော့တလန်နဲ့ဂရီမှာဒဲစီပြီးထားတယ်နှလုံးသွင်း30လောက်နင်းနာပြီဆိုရင်ဇီးတဲ့မျိုးပြီးထားအဲ့တော့အာဒီလိုဇီးတဲ့မျိုးရကလည်းကျွန်တော်တို့ဒါ11လိုရစံမျိုးဥတည်နေတယ်နော်အဲ့တော့ဒီနေ့ချင်းကျွန်တော်တို့တွေးဆမှုကြည့်မယ်ဆိုရင်ဒါ green and green မှာတော့ scotland နိုင်တယ် scotland and green မှာတော့ green နိုင်နော်အဲ့တော့ပြောင်းပြန်နှစ်သင်းတော့အဲ့တော့လက်ရှိ table ရကြည့်မယ်ဆိုရင်တော့ ဒီမေရကြည့်မယ်ဆိုရင်တော့တသိန်းလုံးကအမှတ်လိုနေစကော့တလန်၄မှာဂရီယာ၃ပဲเนาะအဲ့တော့လက်ရှိကားရန့်ခြေစွမ်းရပါเนาะခြေစွမ်းပိုင်းကဘသူ့ကိုပို့ချိုက်လဲဆိုတော့ကျွန်တော်တို့အဂရိကစားဘုံပို့ချိုက်တယ်အဲ့တော့စကော့တလန်နဲ့ညံလို့လားဆိုတော့စကော့တလန်နေလည်းလည်းမညံဘူးเนาะဆိုပေမဲ့စကော့တလန်ရဲ့တိုက်စစ်ကကျွန်တော်ဂရီတိုက်စစ်အောင်မချိုက်ဘူးအဲ့တော့ဂရီနေနဲ့ဒီနေ့ပေးထားတဲ့ဒေစီဆိုတဲ့ပုံစံမျိုးပေါ့เนาะဒီစီကဖဲဖြစ်လာဆိုတော့ဖဲဖြစ်တယ်နှစ်သိန်းလုံးကကျွန်တော်တို့ FIFA ranking အပေါ်အလိုပုံစံမျိုးဖြစ်နေရောအဲ့တော့ဒီပုံစံပဲပြီးရမှာပါပဲဒါအောင်မှ reback ကအခု10ရွာ20လောက်ကောင်းထွက်ချင်နေနော်အဲ့တော့ GC က boys ကဖေးဖြစ်တယ်ယူစားတယ်အဲ့တော့ကျွန်တော်တော့ boys ဖေးဖြစ်တဲ့အပေါ်မှာကျွန်တော်ခြေစောင်းမယ်ကျွန်တော်ယုံကြည်ကြည်ယုံကြည်ခြင်းနဲ့ဒီပွဲလို့အဲ့တော့ကျွန်တော် greek ကစားမှုတွေပို့ချိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ greek ကြိုက်တယ်เนาะအဲ့တော့ဂိုးပေါင်းစီးနှလုံးဆောင်ရင်30လောက်နေတာပဲအဲ့တော့ဒီဂိုးပေါင်းစီးကတော့နည်းနည်းလေး risk များတယ်အဲ့တော့ကျွန်တော် greek boy တစ်ချောင်းနဲ့ကြိုက်တယ်เนาะ တော့ giant range ကိုဆိုယူပါ giant range ကိုရလေကြော်ပါပေါ့เนาะအဲ့တော့ကျွန်တော်ရဲ့ဒီ YouTube channel တွေတွေလည်း like subscribe share တွေနဲ့ကူညီပေးကြအောင်တောင်းဆိုချင်ပါတယ်เนาะအဲ့တော့အားလုံးပဲကြံအောင်ကြပါစေခုလောက်ပါ